လူတယောက်ကိုလေအတင်းအနှမဘာသာတခုကုပြောင်းဖို့ကပြောလို့မရအောင်ဒါသူ့လို့ရဲ့ညံနဲ့ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်သွားပြီလေဘာသာရေးကိစ္စကြတော့လေအဲ့တော့ကိုကအတက်နိုင်ဆုံးတော့လမ်းကြောင်းပေးရတာပေါ့နော်အတင်းအနှမငါဘာသာဝင်ပါလို့ပြောလို့မရအောင်လွတ်လပ်စွာကိုယ်ကွယ်ခွင့်ရှိတယ်ဒါပေမဲ့ဆွေးနွေးလို့ရတယ်ပြောပြလို့ရတယ်ခရိယာဆိုရင်လည်းသူတို့ခရိယာဘာသာကောင်းတယ်ကိုပြောမှာပဲဟိုဗုဒ္ဓဘာသာကလည်းကိုဗုဒ္ဓဘာသာကောင်းကြောင်းသူပြောမှာပဲအဲ့တော့ပြောတဲ့ပုံမူတည်ပြီးတော့သူတို့စဉ်းစားလက်ခံကြမှာပဲလေအဲ့တော့တာသမီမွေးလာလို့ရှိရင်လည်းပြောကြမှာပဲ အမေကလည်းပြောမှာပဲဟိုအဖေကလည်းပြောမှာပဲအဲ့တော့သားသမီးကညာရှိတဲ့ဘက်ကိုဆိုရင် तू ကြိုက်တဲ့ဘက်ကို तू ပါပါမှာပဲဒါကတော့လေနောက်တိုင်းစကားပုံတစ်ခုရှိတယ်လေဟိုမြင်းတကောင်ကိုရေစိတ်ကိုဆွဲခေါ်လာလို့ရတယ်တော့ရေတောက်အောင်လုပ်လို့မရအောင်နော် तू တောက်ချင်မှတောက်မှာ तू ဗကြကြီးတင်းဖြတ်တိုက်လဲ तू မျိုးချချင်မှမျိုးချမှာလူတယောက်ကိုဘာသာတရားတစ်ခုပြောင်းလာအောင်လုပ်တယ်ဆိုတာ तू ခံချင်တဲ့ဘက်ဆိုင်တယ်အပြင်းပန်းရှိခိုးယုံနဲ့ဆွန့်လို့ယုံနဲ့ဘုန်းတော်ဘာသာလို့ပြောလို့မရအောင်နော်အဲ့လိုမျိုးဆို ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကိုခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည် ဖြူစင်သောအရာကိုခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်တို့ရှိမှ မချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကိုခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက် ရှိဘူးထင်နေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလံပေးထားပြီးသားဖြစ်ပါတယ်ဘုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ်ဘယ်လိုပိုရှုပ်လာလို့ဆိုတော့တကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ် ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကုရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းတရားရှိမယ်ဆိုရင်သရဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရမယ်နော်သရဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရသရဝါရီကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖန်ဆင်းထားတဲ့ သရဝရီပျော်ရွှင်ချမ်းမြေ့အောင်တဏှီတဲ့ဖန်ဆင်းပေးဖို့ဆိုပါတော့ဖန်ဆင်းတာမဟုတ်တော့မှပဲကို့အိမ်မှာဖြစ်လာတဲ့ကို့သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတည်ယူတရားပြုစုပြီးကို့သားကို့သမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါလိုပဲတကူရှင်ကဖန်ဆင်းလိုက်တဲ့သားသမီးတွေတို့သူပြောအောင် အဲ့သာသမီတွေထဲမှာလိမ္မာတဲ့သာသမီတွေရှိမှပဲမိုက်တဲ့သာသမီတွေရှိမှဘယ်သာသမီပဲဖြစ်ဖြစ်ကျင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပါပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့တန်းနဲ့လူချင်းတူပါလေတန်းနဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနိစကြည့်တွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကြတော့ချောချောလောလောမောင်လှလှပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲ့တော့ ူဖန်ဆင်းတာဗမာတွေကတော့ကျင်နာကောင်းကျင်နာလေးပဲအာဖရိကတွေကကျင်နာချင်မှကျင်နာနော်တွေးကြည့်တာပါတွေးကြည့်တာကျင်နာမှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင်နာမှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင်နာနိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့ အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်အပဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကောင်းအောင်လုပ်ပေးလိုက် စိတ်တူရတဲ့လူ စိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်ဒေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်အဲ့လိုလေလုံနိုင်စွမ်းရှည်တဲ့နဲ့ဘာလို့လုံမပေးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုလို့ရှိရင်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကို လက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူး။ဘာဖြစ်လို့လို့ဆိုရင်ဖခင်ခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ကိုယ့်အကူရွေးချယ်သွားစရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲ။သူ့ဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စ။ ဆိုတာဟာလူတွေကကိုယ့်ဟာကိုယ်ရွေးချယ်နေကြရင်အတိမရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုတာလည်းအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုတာလည်းအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ် စဉ်းစားလိုက်မယ်ဆိုလို့ရှင်လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရားတွေအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လား တကိုးရမြဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလဲဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်နေကြတော့လဲပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်ကထောင်ချတယ်ဆိုရပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားเสียတွေအများကြီးဖြစ်လာ အဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ် ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါဟာမကမှုမရှိဘူးတကယ်ကတော့လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင် လူတွေဟာကိုယ်လှုပ်တာကိုရကြတာသာဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအတမွေးဝါကြောင့်မုံဖို့ပြီးအတမွေးမယ်ရွှေရောင်ချပြီးအတမွေးမယ် စတိုးဆိုင်ဖွင့်ပြီးအဲမွေးပဲတကုတ်ကိုလုံးနဲ့ကိုလုံးနေကြတာပဲလေကိုဝါသနာပါရလုံးကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထိုင်ရင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရအခုကပြောင်းရကိုဒီလုံးမကြိုက်ဘူးဆိုနောက်တလုံးပြောင်းရတချို့ဆိုဆရာဝန်တင်န်းတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လုံးမစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့် တော့ဘုရားသခင်ကလွလွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော်မင်းဆရာဝန်ဆေးကြောင်းတော်တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလူတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်နော်တကယ်တော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတက္ကတသမ္မဒိဋ္ဌိဒုဗ္ဗဝရလာတယ်ဆိုတာတဲ့ကိုလုံးထား အမို့ဆိုလေးရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျေနပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ် ကိုဘာကြိုက်တယ်လဲကြိုက်တာလုံးလို့ရလူတွေကမသေးခင်လည်းပဲဒီလိုပဲယူရေးကြတာပဲလေယူရေးကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်ကိုယ်ယူရေးချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုယ်ယူရေးချင်လို့ရတယ်ဆက်ဆိုပြာအကြောင်းနဲ့အကျိုးဟောတာတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် တိလကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတိလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတိလကိုလုပ်ပြီးဆိုရင်နတ်ဘဝကိုရောက်တယ်နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချိန်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင်ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာရောကလွတ်မြောက်တယ်ဆိုတာ။သူကျင့်စဉ်နဲ့သူအကြောင်းနဲ့သူဟာသူတို့ဟောတာ။ဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူး။အဲ့ဒီလိုလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့သရဝတိကိုကက်တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာ ပါရမီဖြစ်ရမှာကြောက်တယ်။ အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လဲပါရမီဖြစ်အဖရာမဖြစ်ခြင်းမူဖရာအဖေအမေဖြစ်ခြင်းနဲ့ဆိုတဲ့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လိုချင်းနေစက်ပေါ့နော်အခုခေတ်မှာဆိုလို့ရှိရင် ိုကကိုမရေးချက်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရေးချက်ခွင့်မရှိဘူး။ဆေးချောင်းတက်ခြင်းနဲ့အမှတ်က300လောက်400လောက်ဖြစ်ရွေးလို့မရပြန်နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပြန်။ကိုကြိုက်တာတောင်မှပဲလူဘဝဟာရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရလုံးဝဆောင်ဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူး။ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ချင်တယ်ဆိုတကူရချင်းအကြောင်းတရားတွေကိုလုပ်အောင်။ဒီလိုဆိုလိုတာပေါ့နော်။အဲ့တော့ကိုကိုချုံးမလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံနေနေစိတ်မဆိုးနဲ့ စိတ်ဆိုးရင် လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါကတဘာဝနော်ခဏခဏစိတ်တူလို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထန်ပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူတတ်တဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကဌာနန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစအရေကဒေါသမရှိဘူးအလုံးကပြုံးပြုံးရွှင်ရွှင်ခင်ခင်မင်မင် နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင်တချို့ကအသားဖြူခြင်းလို့လည်းဖျောင်းနိုင်လှူတယ်။အဲ့ဒါတော့သိပ်မစီဆိုင်ဘူးတမန်။ရောအသားဖြူခြင်းလို့ဖျောင်းနိုင်လှူတာလေ။တချို့တကမာကြီးတွေကြံ့ကြံ့ဖန်ဖန်အဲ့လိုလုပ်တယ်။ဖျောင်းနိုင်လှူတာတောင်ရိုးရိုးမလှူအသားဖြူခြင်းလို့။ထုံးလှူလာဆိုထုံးတော့မလှူဘူး။အဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်ဒါမဲမဲဆိုပုံစံဖြစ်အဲ့ဒါလူလည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းကအသားဖြူတာဟာ ချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတက်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတက်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိသူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တိုးတတ်တယ်။သူများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်ဒီ တဖက်သားခံရတယ်လို့သူတို့ရောဂါဝိရဏတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရင်းစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူး။မူရင်းစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုရဲအယူဖြစ်တာပဲလေ။အဲ့ဒီမူရင်းစေဝါသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်။အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုး ကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘွားအလွန်ဆိုးတယ်ဘွားပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင်ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထကိုရတယ်ဆိုတော့ကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားတို့ရှင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝီရိယရဲ့အကျိုးဟာရှိလာဒါမို့ဗမာစကားမှာလဲကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတကတာသမာဓိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့ အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုအထက်တန်းကိုရောက်သွားစေနိုင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအပြင်လူတွေဟာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်ပေါ့